ဒီနေ့ငလင်လောက်တော့အေးချီမာရောမောင်အပြောလာတော့မရှင်မခေါ်လိုက်ဘူးငါလည်းရင်လှောက်တာတဲ့မင်းပြောင်းလာရရင်မခေါ်ဘူးကဲညီမလေးတို့ရောရတာလည်းပဲအချိန်လေးအချိန်ကကြည့်ပြီးတော့ သွားကြပါကွယ်အိမ်မှာအလကားနေရင်ကအကောင်းတိုင်းနေတဲ့မိဘရင်သူများတကာရဲ့ဆဲဆိုတာခံရပါမယ်တာသည်မကောင်းတော့မိဘကောင်းတဲ့နော်ညီမလေးတို့ရွာတာထတာကိစ္စမရှိပေမဲ့အိမ်မှာရှိတဲ့မိဘကအလကားနေရင်သူများတကာရဲ့ဆဲဆိုခြင်းသူများတကာရဲ့ကြိမ်မောင်းခြင်းမေတ္တာပို့ခြင်းခံရမယ်နော်ငလျင်တန်ကြောင့်ဟိုမှာရှိအောင်ဇေဒီပထိုးတော်ကြီးတာသနာတော်ဆောက်အောင်နေရှိအောင်တမိုင်းဝင်ယဉ်ကျေးမှုအမွေးနဲ့တည်းပျက်စီးဆုံးရှုံးခဲ့တာ တန်ဃာတော်တွေသွေးမြေကြပြန်လုံတော်မူခဲ့တဲ့တန်ဃာတော်တွေအပား80ကျော်ရှိနော်ဒီနေ့ဒီချိန်ထိအခုငလင်လုတ်တဲ့နှစ်ရတာကာရအတွင်းမှာငလင်တန်ကြောင့်သိဆုံးခဲ့တဲ့လူပေါင်း1600ကျော်ရှိပြီးတော့ဒီငလင်တန်ကြောင့်ဘေးဒုက္ခရောက်ခဲ့တဲ့လူပေါင်းကတနိုင်ငံလုံးအတိုင်းနာနေဆိုရင်လူတောင်းချီပြီးရှိတယ်အခုလိုမျိုးဘေးဒုက္ခပြီးရောက်နေတဲ့ချိန်မှာညီမလေးတို့လင်တာယူတာကြည်ပြီးယူကြပါလို့နော်ဒီထက်ပိုပြီးတော့လည်းရဲရဲဆန်းဆိုင်နေမစဲကျင်တော့ဘူး ဆဲလည်းမဆဲတာဘူးဒါပေမဲ့အမြင်မတော်ရင်တော့အမြင်မတော်တဲ့ဥစ္စာကိုဝင်ပြီးပြောတတ်တဲ့အမုန်းခံပြီးပြောတတ်တဲ့အကျင့်တော်ရှိတယ်တချို့တွေလည်းရှေ့ရလည်းမသွားနောက်ကလည်းမလိုက်ပြီးတက်လန်လိုက်တဲ့လူတွေရှိတယ်တချို့ကြတော့လေဥပမာဖြူဖြူထွေးတို့ရှေ့ရဆိုလို့ရှိရင်ဖြူဖြူထွေးဆိုလို့ရှိရင်ဟောင်စုကြော်ညာနဲ့ပတ်သက်ပြီးတော့အာဖြူဖြူထွေးကိုနည်းမျိုးဆိုပုတ်ခဲကြဆဲဆိုးကြတိတ်မောင်းကြတယ်ကဲအခုလက်ရှိအတိုင်းမြေမှာအရေးပေါ်ချိန်နေတဲ့အခုလိုသဘာဝဘေးရန်တွေဖြစ်တယ် ရှေ့ဆုံးကထွက်ပြီးကိုညီကယ်စေထောက်ပံ့ပေးတဲ့ထဲမှာဖြူဖြူထွေးပါတယ်။နော်ဆိုလိုချင်တာကလူဆိုတာကကိုမလုံနိုင်တဲ့အရာကိုသူများတကာကလုံနိုင်တယ်ဟိဆိုရင်အဲ့ဒီလူရဲ့လှုပ်ဆောင်မှုအပေါ်မှာဆွမ်းဆောင်မှုအပေါ်မှာ မှုတီတာပွားပေးနိုင်တဲ့နှလုံးသားရှိရတယ်။နော်အခုတော့ရှေ့ရလည်းမတော့နောက်ကလည်းမလိုက်။မီဒီယာတွေမှာလည်းဒီလိုပဲမီးလောင်ရလေးပင့်တို့လိုပဲ။တချို့ ် AOD လို DPP လို media တွေမှာဗာရေးကြပြီးတော့ဘယ်လိုတွေပြောချင်လဲဆိုလို့ရှင်နိုင်ငံတကာကရပေးလိုက်တဲ့အကူအညီတွေကတဲ့စက်ကောင်စီလက်ထက်ကိုရောက်တော့မှကျွန်တော်တို့စိုးရိမ်မိပါတယ်တဲ့နိုင်ငံအခွင့်မှာငလင်တန်းကြောင့်ထိခိုက်သေးဆုံးသွားတဲ့လူတွေပျက်စီးဆုံးရှုံးရတဲ့လူတွေနော်ပြိုကျသွားတဲ့ဖျားစစ်တီတွေသာသနာတော်အဆောက်အုံတွေအတွက်ဝန်းနေမိပါတယ်ဆိုတဲ့ဇာကကျွန်တော်တို့ကျမတို့အင်မတန်မှစိတ်မကောင်းဖြစ်ရပါတယ်ဆိုတဲ့ဇာကတောင်မှအာနာပါနာပြော မထွက်နိုင်ကြမပြောနိုင်ကြအေးအုံဆုံးတော့အနည်းဆုံးတော့အာနာပါနာနဲ့အိုးမြန်မာနိုင်ငံမှာခုငလင်တန်းကြောင့်လူပေါင်း1600ကျော်တည်ဆုံးပြီးလူပေါင်းတောင်းချီဒီဒုက္ခရောက်ပြီးအိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့အတွက်ကျွန်တော်တို့တွေအနေနဲ့အင်မတန်မှစိတ်မကောင်းဖြစ်ရပါတယ်ဝမ်းနေရပါတယ်သာသနာတော်နော်ဗုဒ္ဓဘာသာအစအုပ်နေရောတခြားသောခရီးအနေနဲ့ချက်ချောင်းနေရှိမဲ့အစ္စလမ်ကြီးရဲ့ပလီတွေရှိမှသူတို့ရဲ့ဘာသာရေးအဆောက်အအုံတွေပြိုကျပျက်စီးမှုတွေအတွက်စိတ်မကောင်းဖြစ်ရပါတယ်ဆိုတဲ့ စကားလေးတောင်အာနာပါနာမပြောနိုင်ကြပဲနဲ့เนาะအခုလိုမျိုးဖြစ်ရတဲ့အတွက်ဝမ်းနဲ့ကြေွက်ရပါတယ်မပြောပဲနဲ့ဒုက္ခရောက်တဲ့ပြည်သူတွေအတွက်เนาะခိခတ်တန်ရာရတဲ့ပြည်သူတွေအတွက်ကျွန်တော်တို့စိုးရိမ်မိပါတယ်ဆိုတဲ့စကားကိုမပြောပဲနဲ့နိုင်ငံတကာကကူညီတဲ့ကူညီထောက်ပံ့နေစစ်တပ်လက်ထက်ရောက်သွားမှာကျွန်တော်တို့စိုးရိမ်ပါတယ်ဆိုတော့အခုလိုမျိုးသဘောဝဘေးရန်တွေဖြစ်နေတဲ့အချိန်မှာတော့ခမားတို့ကစစ်တပ်မုံဒီကြီးနဲ့လူထုနဲ့စစ်တပ်ကြားမှာရန်တိုက်ပေးနေတာခမားတို့လောက်အောက်တန်းကြတယ်လို့ရှိပါအောင်မလားကျွန်မစဉ်းစားမိတယ် ျမစဉ်းစားမိတယ်နော်ဆိုတော့ကိုယ်ကိုယ်တိုင်ကတန်းထိုင်တယ်လားငါဘယ်လောက်ဘာတွေကူညီပြီးပြီလဲငါဘယ်လောက်ထောက်ပံ့ပြီးပြီလဲအ ਨੇ ဆုံးတော့အခြေအနေအကြောင်းကြောင့်ကြောင့်နော်အခြေအနေအကြောင်းကြောင့်ကြောင့်ကိုယ်မှာကူညီနိုင်ခြင်းထောက်ပံ့နိုင်ခြင်းငွေကြေးရတော့လကောင်းလောအပ်ခွန်အားနဲ့တော့လကောင်းကူညီကယ်ဆယ်နိုင်ခြင်းမလုံနိုင်ဘူးဆိုရင်တော့မအ ਨੇ ဆုံးတော့ခမရတို့ဗုဒ္ဓဘာသာဝင်တွေပဲမေတ္တာတုပ်လေးရုပ်ပြီးတော့မေတ္တာပို့နေလိုက်နော်ငလင်တန်တဲ့ပြည်သူတွေကမြမတပီလုံးကိုလက်ရှိမှာဆိုလို့ရှိရင်နော် တဘာဝဘေးရန်တရားတမျိုးစစ်ဘေးရတမျိုးခမားတို့အမှတ်တကယ်တိုင်းပြည်ကိုချစ်တယ်ဆိုရင်လက်ရှိမှာလက်ရှိ NASA ကအိမ်ဆောင်ဆိုးရကနေငင်းငယ်ရေးစပွဲဝိုင်းကိုဖိတ်ခေါ်နေတယ်လက်ရှိမှာလည်းငင်းငယ်ရေးဆွေးနွေးနေတယ်ခမားတို့လူထုတွေအခုလိုမျိုးဒုက္ခတွေမျိုးမျိုးစုံနဲ့ညာဆိုလို့ရှိရင်လည်းကျမတို့ဒီမန်လေးမှာရောရန်ကုန်မှာရောလူထုတွေလမ်းပေါ်မှာထွက်ပြီးတော့အိမ်ပေါ်မှာမအိတ်မအိတ်ရဲချလို့လမ်းမပေါ်မှာထွက်နေရတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာအနည်းဆုံးခမားတို့ဒီလူထုကိုစာနာထောက်ထားတော့အားဖြင့် တပတ်တန်တီဖြစ်စေ၁၀ရက်တန်တီဖြစ်စေတလားတန်တီဖြစ်စေအပြစ်ခတ်ရက်စဲဖို့စိတ်ကူးမရှိကြဘူးလားခင်ဗျားတို့ကဒီနိုင်ငံကိုချက်လို့ပါကျွန်တော်တို့ကဒီလိုဒီလူတို့အတွက်ပါဒီလူမျိုးအတွက်ပါဒီပြည်သူအတွက်ပါဒီပြည်သူအတွက်ကျွန်တော်တို့တိုက်ပွဲဝင်တာပါဆိုရင်ပြည်သူတွေအခုလိုကိုယ်ရောစိတ်ပါထိခိုက်ပြီးတော့ကြောက်တရားတွေနဲ့ဒုက္ခရောက်နေတဲ့အချိန်မှာခင်ဗျားတို့တပတ်တန်တီဖြစ်စေ၁၀ရက်တန်တီဖြစ်စေတလားတန်တီဖြစ်စေတိုက်ပွဲတွေရက်ဖို့ခင်ဗျားတို့မှာစိတ်ကူးမရှိကြဘူးလားဟင် ခမရတို့ကိုညဉ့်ညံ့ရေးစပွဲဝိုင်းကိုဖိတ်ခေါ်နေတယ်ညဉ့်ညံ့ရေးစပွဲဝိုင်းကိုလာကြပါနော်ကျမတို့ကလည်းကျမတို့ထောက်ခံတယ်ကျမတို့ကကျမတို့ကတက်မတော်ကိုထောက်ခံတယ်ဒါကြောင့်မို့တက်မတော်အနေနဲ့လည်းလက်ရှိမှာပြည့်ခဲရဲစဲရေးစပွဲဝိုင်းကိုထပ်မံခေါ်ပြီးတော့နော်စစ်မြေဖြစ်ွားရနေမြေတွေကိုစစ်စင်ရေးမလုပ်ဖို့ကျမတို့တက်နိုင်တဲ့လောက်တောင်းဆိုမယ်မြစ်တာရက်ခံမယ်ပြည်သူတွေအနေနဲ့ခမရတို့ကလည်းခမရတို့အားပေးနေတဲ့ EO EA ကိုအမိခံနေရှိရင်ခမရတို့မြစ်တာရက်ခံတဲ့ဇာကားတွေပြော့ထွက်ကြပါဒီလိုစိတ်ကူးမရှိကြဘူးလား အခုတော့ငလျာကူးမှလှုပ်တာတည့်ရက်ပဲရှိသေးတယ်နော်ဖြစ်ဖြစ်ချင်းမှာပဲဖြစ်ဖြစ်ချင်းမှာပဲလက်ရှိမှာခင်ဗျားတို့ကြိုက်သေးဖြစ်စေမကြိုက်သေးဖြစ်စေနော်ဦးမဲအောင်လိုက်ရှေ့ဆုံးမှာသူကိုယ်တိုင်ထွက်တယ်သူကိုယ်တိုင်သွားရောက်ပြီးကြီးရှူစစ်စစ်တယ်စစ်စစ်ပြီးတော့သူကိုယ်တိုင်ပဲကူညီကြစေလို့ပို့လမ်းညွှန်မှာကြတယ်ဒါခင်ဗျားတို့မျက်မြင်ကိုတွေ့ကိစ္စခင်ဗျားတို့ကြိုက်တာမကြိုက်တာတကယ်လားရှေ့ဆုံးမှာကူညီကြစေပေးတာသူဒါပေမဲ့ခင်ဗျားတို့တွေးကြည့်လက်ရှိကာလမှာလက်ရှိမဲအောင်လိုက်တို့အုပ်စုက ခမားတို့ပြောတဲ့မအားလာတို့အုပ်စုကတဘာဝဘေးရန်တည်းတင့်နေတဲ့ဒေသတွေကိုဘယ်လိုမျိုးကယ်ဆယ်ပေးရမလဲ၊ကူညီပေးရမလဲဆိုတဲ့အစီအမံတွေဆောင်ရွက်လမ်းညွှန်မှားကြလုံဆောင်နေတာပဲရှိတယ်။နော်ပိုဘက်ကလူတွေကိုဘယ်လိုဖြစ်ပါလဲ၊ဒီလိုဖြစ်ပါလဲတခါမှဘယ်သူကမှဘယ်မီဒီယာကမှဘာသာကားမှမပြောချောက်။သို့တော့တဖက်ကအုပ်စုတွေကတော့မဟုတ်ဘူး။သူတို့ပြောကြတယ်ငလျင်တန်ပြည့်နေတဲ့ဒေသမှာငါတို့ဘယ်လိုတက်နိုင်သလဲ၊ကူညီပါဝင်ရမယ်ဆိုတဲ့အတွေးမျိုးမရှိသေးနဲ့။ကိုယ်နိုင်ငံကပေးတဲ့ကူညီတွေစစ်တပ်လက်ထက်ရောက်သွားမှာကျွန်တော်တို့စိုးရိမ်ပါတယ်။ ဒီနိုင်ငံကတော့ဘယ်နာမှဒေသမှာတော့စစ်တပ်ကနိုင်ငံတော်ဆင့်အရေးပေါ်ကူညီကယ်ဆယ်ရေးတွေမပေးသေးလို့ဆိုပြီးတော့အပြစ်ပြောကြတယ်။ငလင်းက28ရက်နေ့လှုပ်တယ်လှုပ်လို့ချင်းပါပဲ။ကူညီကယ်ဆယ်ရေးလှုပ်နေတယ်။ဒါကိုခင်ဗျားတို့မြင်မြင်ချင်းသိသိချင်းမြင်ပါလေသိပါရဲ့နဲ့စစ်တပ်ကနိုင်ငံတော်ဆင့်ကူညီကယ်ဆယ်ရေးမပေးလို့ပါဆိုပြီးခင်ဗျားတို့ဘေးထိုင်ပူပြောနေကြတယ်။နော် ဆိုတော့အခုလိုမျိုးတဘာဝဘီဟင်အန်တီရဲ့ဆိုးဝါးစွာကြုံကြိုက်ပြီးလူပေါင်း1600ကျော်တနေ့တည်းမှာတေးကြီးနေရတာတော့မှခမားတို့နိုင်ငံရေးစစ်ရေးအတုံးချပြီးတော့နိုင်ငံရေးစစ်ရေးမှာခမားတို့တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်စရာပုတ်ခတ်စရာဖြစ်အတုံးချနေကြတာခမားတို့စိတ်သက်တည်အောက်တန်မကြလုံးဘူးလားကိုကိုကိုပြန်စဉ်းစားပါနော်ခမားတို့ဗုဒ္ဓဘာသာဝင်တွေပဲကိုကိုတိုင်းကဘာမှမလုပ်နိုင်ဘူးဆိုရင်လိုင်းပေါ်မှာတက်ပြီးတော့ ဟင်ဟိုလူအပြစ်ပြောလိုက်ဒီလူဖောင်းထုတ်လိုက်နော်မင်းဆိုမင်းကြီးအုပ်ချုပ်လို့ငလင်လှုပ်တာပါဆိုပြီးတော့ခမားတို့အပြစ်ပြောလိုက်ထိုင်းမှာလည်းငလင်လှုပ်တာပဲထိုင်းမှာစစ်တပ်ကအာဏာသိမ်းပြီးတော့ရွေးကောက်ွက်ကျင်းပပြီးတော့သူတို့မှလည်းနိုင်ငံရေးအပြောင်းလဲရှိတာပဲဒါပေမဲ့သူတို့ပြည်သူတွေရောသူတို့အစိုးရကောကဒုက္ခတက်ဟုတ်တဲ့ပြည်သူတွေကိုငလင်တန်းသိမ့်တဲ့ပြည်သူတွေကိုဘယ်လိုကူညီရမလဲပဲသူတို့တွေးတယ်ဘယ်လိုမျိုးအပြစ်ပြောရမလဲသူတို့မတွေးကြဘူး နော်မင်းဆိုမင်းရဲ့ကြောင့်ငလင်လှုပ်ပါတယ်ဆိုပြီးမြမပီကလူတွေလိုဘေးထိုင်ဘူးပြောခနန်းလိုလူသားတွေမရှိတာပေါ့နော်ဆိုတော့ခမရတို့အနေနဲ့အားနေကိုကိုတိုင်းကဘာမှကုညီလည်းမပေးနိုင်ဘူးကဲဆယ်လည်းမပေးနိုင်ဘူးဆိုရင်ခမရတို့မူတီတာပွားပေးလိုက်ဩဘသူကတော့ဘလို့လှူနေတယ်ဟဲ့အခုဆိုလို့ရှိရင်မနက်ကတွေ့လိုက်တယ်နွယ်ပွဲရင်ထဲဆိုင်ပိန်900မှဒီလှူတတ်မယ်တဲ့နော်တခြားသောလူရှင်တွေလည်းရှိပါတယ်ဩသူတို့လည်းဒီလှူလှူတာပါလားမူတီတာပွားပေးလိုက်ခမရတို့စိတ်နှလုံးလေးအေးချမ်းတယ် ဟုတ်ပြီလားเนาะအားလို့ရှင်ဖရာရှင်ရှေ့မှာမေတ္တာတော့ရုတ်ဖက်ပူသောเนาะခမရတို့ခန္ဓာကိုယ်ရဲ့မမြဲခြင်းတရားတွေအနတ္တလက္ခဏာတော့ရုတ်ဖက်ပူသောအဌာနမေတ္တဂါရတော်အဌာနမေတ္တဘိခဝေအနဝဂါတော်ခမရတို့ရတဲ့လောက်တတ်တလောက်မှတ်တလောက်ဗုဒ္ဓဘာသာဝင်တွေကလည်းဗုဒ္ဓဘာသာဝင်လျက်တခြားသောဘာသာဝင်တွေမှာလည်းဖျားတိုင်းဖျားတိုင်းကလူသားတွေပေါ့ဘယ်လူတော့သေးပါစေဘယ်သူတော့နားပါစေဆိုတဲ့ ယုံညံ့နဲ့စိတ်တက်မရှိဘူးလို့တော့ကျမယုံကြည်တယ်။တခြားသောဘာသာဝင်တွေအနေနဲ့ကလည်းမိမိတို့ကိုယ်ကွယ်ရမိမိတို့ယုံကြည်ရဘာသာလိုက်ဒုက္ခရောက်နေတဲ့လူတွေကိုမေတ္တာပို့တာလိုက်ပါ။ဒါဆိုလို့ရှိရင်အ ਨੇ ဆုံးတော့ခမားတို့ရဲ့နော်လူမှုကရေးပေါ်မှာတက်ပြီးဟိုလူအပြစ်ပြောလိုက်ဒီလူအပြုတ်လိုက်ဟိုလူကိုစောက်ဖောင်းထုတ်လိုက်ဒီလူကိုစောက်ဖောင်းထုတ်လိုက်ဆိုတဲ့အာကုတ္တအတန်နေတိတ်သွားပြီးတော့မေတ္တာအတန်နေပဲလွှမ်းလာလိမ့်မယ်။နော်ဆိုတော့ကိုယ်တိုင်လည်းမလုံနိုင် လုံနေတဲ့လူကိုလည်းအားမပေးတဲ့လူအောက်တန်းစားထဲမှာခမည်းတော်မပါပါစေနဲ့လို့ကျွန်မမျှော်လင့်ပါတယ်